အမြန်တမ်းရေမီးပေါ့နော်ရေမီးတို့กินလဲ့တယ်ပေါ့กินလဲ့တယ်ကျွန်တော်တင်တင်နေပြဒီအမြန်တမ်းမှာပေါ့နော်ဟိုဟာဖြစ်နေတယ်ဖျဲသီးတော့ရှိနေပြီဖျဲသီးကဘလို့ရှိနေလဲဆိုတော့အမြန်တမ်းရေမင်းကြီးရဲ့ကားကိုဖြစ်တာဗျဖြစ်တာကြီးဖောက်ထွက်တာတော့ပါလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီတရင်ကအမှန်ပါခင်ဗျအမြန်တမ်းရေမင်းကလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့လေးလက်မလောက်ပဲကွာသွားတယ်အမြန်တမ်းရေမင်းတော်တော်ကန်ကောင်းသွားတယ်ဒီအမြန်တမ်းဖြစ်စဉ်ကတော့ ုတကယ်တမ်းကြားလို့ရှိရင်အရင်ချက်ဖို့ကောင်းတယ်။နော်အမြန်လမ်းရင်းမင်းရဲ့ကောက်ကိုပြစ်ခိုင်းရတာ။နော်ပြောရင်သွားမေးကြည့်မဟုတ်ဘူးဆိုလာဖမ်း။နော်မဟုတ်ဘူးဆိုလာဖမ်းလား။ဒီအခုတုံးတက်ရှိဆိုရင်ဒီတစ်ချိန်ရောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့။နော်ဒါတုံးတက်ရှိတုံးတက်ကိုရှောင်းမပြောနဲ့။တုံးတက်ရှိတုံးတက်ကို320 327မှာဆိုတာဒါကဒါနင်းနီးလေးမှပဲရှိနေကြတာ။နော်ဒါနှစ်ချိန်နှစ်ခါမျိုးဖြစ်သွားပြီ။နရွက်ကိုတရေးဆိုတာမဟုတ်ဖင်ပါလာကြိတ်တော့မှာပေါ့။အခုသူတို့တိုက်မဲ့နေရာကနှစ်နေရာရှိတယ်။လာချိုးမှာ MND ကိုကန်းကတို့တိုက်မယ်လို့ဆိုနံပါတ်1ကမိုင်းရဲကိုတိုက်မယ်။နော်မိုင်းရဲကိုတိုက်မယ်။ မိုင်းရဲကိုမတိုက်ရင်နံပါတ်1ကပြင်ဦးလင်ကိုတိုက်မယ်ဆိုတဲ့တဲ့ရင်ကအခုထွက်နေပြီအခုတို့တိုက်ဖို့ကမိုင်းရဲကိုမတိုက်ရင်ပြင်ဦးလင်တို့တိုက်နေတယ်အဲ့တော့ဒီရဲလက်ကလေးလေးဒီကားတော့လာတဲ့ချိန်မှာတကားလေးကိုပြစ်ပြတယ်ဆိုတော့လည်းတော့ထူးဆန်းတော့ဗျာအဲ့ဆစ်စရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့တော့ရေးကြပါတယ်ဆက်မှာဟာအများလားဦးသက်လာတယ်အများလားတော့နောက်ကနေရှင်းလင်းနေနောက်ကနေရှင်းတော့ပြေးတာမှာပုံနေတာပဲရေးကြပြေးလာမပြေးလာတာအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်စကင်းကဲတူလေးကိုဖြစ်တယ်အဲ့ဒီကလေးကိုအမြန်လမ်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြေးတဲ့လေးကိုဓာထင်တဲ့ကွာလို့ပြောသွားတယ်အတူတူပဲနှစ်လအတွင်းမှာအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာတော့ခင်ဗျားတို့ဘောပေါ့ ်ဒေါ်ပေါ့နော်ဒေါ်ပေါ့တက်ပြီအမြန်လမ်းမာကြီးကပြစ်ပြီးပဲပြစ်ပြီးတက်ပြီးပဲပြစ်ပြီးအမြန်လမ်းမာကြီးကရောက်ပြီးပဲအမြန်လမ်းမာကဒီကောင်းနေတက်လာတယ်အကြောင်းကိုမရှိဘူးတက်လာပြီဆိုကြရကကိုအသုံးမချလို့လူလူကပြောလိမ့်မယ်စကားတခွပြောလိမ့်မယ်ကျွန်တော်ပြောတာမဟုတ်ဘူးလူလူကပြောလာမယ်တချင်းချင်းတချင်းချင်းလူလူပြောလာလိမ့်မယ်ဒီမင်းလက်ထက်မှာကွာငါတို့အိတ်ကောင်းကြီးမအဲစားကောင်းကြီးမစားခီးလည်းကောင်းမသွားဒီမင်းလက်ထက်မှာဖြစ်တယ်ကွာဆိုတာရင်တော့အဒီမင်းကဒီမင်းကနော်အဲ့ဒါနင်းထိုင်နေဒီဖြိုးနဲ့မတူတဲ့ဒီမင်းဖြစ်သွားမယ်ဒီဖြိုးဆိုတော့ဒီဖြိုးပေါ်တာဒီမင်းဆိုတာဒီမင်းပေါ့ဗျာနော်ဆိုတော့ဒီမင်းလက်ထက်မှာကွာဆိုတော့အဲ့ဒါတတ်တမဲ့ဒီမင်းက တက်တမဲ့ဟိုလူတွေကြားထဲမှာဝေဖန်ခံစရာတွေပိုကြီးကြီးမားဖြစ်လာမယ်ဒီမင်းအပေါ်မှာပြည်သူလူယုံကြည်မှုကြဆင်းမှုအဲ့တော့ဒီနေ့အမြန်လမ်းဖြစ်စဉ်ကအမှန်ပါနော်ဆက်တနာကြီးခွဲနဲ့ဆက်နှစ်နာရီလောက်ကြာမှာဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားတာကဒီလိုအမြန်လမ်းရေမီပေါ့နော်ရေမီတို့กินလေတယ်ပေါ့กินလေတယ် ကျွန်တော်တင်တင်နေပြဒီအမြန်လမ်းမှာပေါ့နော်ဟိုဟာဖြစ်နေတယ်ဖျင်းသီးတော့ရှိနေပြီဖျင်းသီးကဘလို့ရှိနေလဲဆိုတော့အမြန်လမ်းရေမင်းကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြီဖောက်ထွက်တာတို့ဘာလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီတရင်ကအမှန်ပါခင်ဗျအမြန်လမ်းရေမင်းကလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့လေးလက်မလောက်ပဲကွာသွားတယ်အမြန်လမ်းရေမင်းတော်တော်ကန်ကောင်းသွားတယ် เนาะဒါသတင်းအမှန်ပါဒါကျွန်တော်သတင်းကကျွန်တော်ဒီလိုမျိုးပြောရဲတယ်ဆိုတဲ့ကွာသတင်းမှန်နေမှားတယ်ဆိုတာဟာဒီလောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်မှာပါเนาะအမြန်တမ်းရင်းပြီးနာမည်တော့မပြောတော့နာမည်နှလုံးနဲ့ခြားတာပြေးသားပဲเนาะသူလည်းဦးမဲအောင်လိုက်နဲ့နာမည်ခက်စင်စင်ပဲနောက်ကဒီလုံးတာကောက်ထဲလိုက်နော်နော်နောက်ကတလုံးနာကောက်ထဲလိုက်အဲ့လောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်တယ်ကျွန်တော်အတိတ်စိမ့်ပေးလိုက်တာဦးမင်းအွန်လိုင်းနဲ့ကာကြုတ်ကြီးဦးမင်းအွန်လိုင်းနဲ့ နာမည်ကခက်စစ်စင်ပဲနောက်ကတလုံးထဲလိုက်ရင်ကွက်တီပဲနော်အဲ့တော့ကြတော့ဟိုအမြဲတမ်းရင်းမင်းကြီးကကံကောင်းတယ်ဒါပေမဲ့ဖေးသီးတွေရှိနေပုံပေါ်တယ်အမြဲတမ်းရင်းမင်းကြီးဒီလမ်းပေါ်အမြဲတမ်းမိရတော့တကယ်ချီယူဖို့ကောင်းတယ်တကယ်အလုပ်လုပ်တယ်လို့ခေါ်ရမှာပေါ့နော်သူသူဒီလမ်းကြောင်းပေါ်မှာအဲ့လိုအဲ့လိုစီလမ်းကြောင်းပေါ်မှာသူကပြည်သူလူထုတွေအေးချမ်းစွာတွာလာနိုင်ရေးအတွက်ကိုအမြန်လဲရဲမင်းကြီးက အမြန်လမ်းရေကင်းနေကိုကင်းပစစ်နေတဲ့အချိန်မှာဖြစ်တာဖြစ်တာဖြစ်တဲ့ကားကိုလည်းပြစ်ခံရတယ်ချောင်းပြောင်းပြီးတော့ကားပြစ်ခံရတယ်ကြည်တန်ရတန်ချက်တွေရှိတယ်အမြန်လမ်းရေမင်းကြီးကလက်လက်မလေးလက်မလောက်ပဲကွာသွားတယ်ပေါ့နော်တန်ကောင်းလို့ပေါ့နော်အဲ့လိုဖြစ်သွားတယ်အသက်အန္တရာယ်ဘေးကနေပြီးတော့မှကင်းလွတ်သွားတယ်ဒီအမြန်လန်းရင်းမင်းရောအမြန်လန်းရင်းမင်းရဲ့အမျိုးသမီးရောကအရန်သဘောထားကြီးတယ်အရန်ဖရာတရားခိုင်ဆိုင်တယ်နော် အဲအမားတော့ခရစ်ယာန်ဖြစ်မယ် ਨੇ ထင်တယ်နော်အမားတော့ခရစ်ယာန်ဖြစ်မှာပေါ့ဒါအားလုံးသိကြပါတယ်ဒါအမှန်တရားတော့ကျွန်တော်ပြောရမှာပဲလေအမားတော့ခရစ်ယာန်တိုင်းသူဖြစ်မယ် ਨੇ ထင်တယ်အဲ့တော့အမားဘက်ကတော့ဘုရားသခင်ကောင်းကြီးပေးတယ်ဒီဘက်ကတော့ဗုဒ္ဓရဲ့မြတ်စွာဘုရားအမြဲတမ်းရဲမင်းကြီးကိုစောင့်ရှောက်တယ်သူတပည့်တွေကိုအားလုံးစောင့်ရှောက်တယ်တိုက်ပွဲကနိုင်ယူဝဲလောက်အပြန့်လန်းဖြစ်ကြပြီးတော့မှဆုတ်ခွာသွားတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့တုံးသက်ရမယ်ဝေပန်ရမယ်ဆိုရင်ဒီလဘကတိုင်းဘူးပေါ့နော် ဗိုလ်ချုပ်ကျော်ဘုတိုက်ကိုတစ်ချက်တော့ပြောခြင်းနဲ့ဒီနထိုးကြီးပေါ့နော်ပြည်စီလမ်းလေးကိုမသိတာလားဒီကောင်းလေးအမြဲစက်ကြီးကောင်းနေတယ်ဒီစက်ကြီးကောင်းတဲ့ပတ်စံနဲ့ပဲပြည်သူလူထုရဲ့ကားကြီးကားငယ်ကားသေးတွေကိုစက်ကြီးကောင်းနေတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေကိုတက်မတော်အနေနဲ့ဒီအမြဲလမ်းပေါ်တက်ဖို့အတွက်ကိုနော်လုံချုံရေးရတော့လုံချုံရေးရတော့လည်းကောင်းအဲ့လိုမျိုးမဆိုးမနိုင်ဘူးလားနော်ဒီအမြဲလမ်းကိုတက်တယ်တက်တယ်တက်တက်လှုပ်တယ်ဆိုတာက ဒါကကောင်းတဲ့ပုံစံတော့မဟုတ်ဘူးပေါ့ဗျာ။တိုင်းပြည်အတွက်နိုင်ငံအတွက်ပေါ့နော်။တော့အမြန်လမ်းမှာသွားနေတဲ့ပြည်သူလူထုတွေအတွက်နော်။ကောင်းတဲ့ပုံစံတော့မဟုတ်ဘူး။ဒါအောင်မဆုံးမနိုင်ဘူးလား။နော်။လဘကတိုင်းမှုအနေနဲ့လဘကတိုင်းမှုတယောက်အနေနဲ့ဒီလိုအားနေတဲ့အာသာချက်တွေကိုသိရှိပါရဲ့တန်းနဲ့ဘာလို့မလုပ်နိုင်တာလဲ။လူရင်အားလိုလာလက်နက်ရင်အားလိုလာအဲ့ဒါတွေကိုလည်းအထက်ရာရှိတွေကိုတင်ပြပြီးတော့မှနော် ဟိုအထက်အကြီးကဲတွေကိုတင်ပြပြီးတော့မှလှုပ်စီခြင်းပါလေခင်ဗျ။နော်။ယာရူအရှင်ဟွာလေးဆိုတာကအကျိုးကြောင်အကျိုးကြောင်တရားတွေကြောင်ရလာတာကိုတန်ဖိုးရှိရှိအသုံးချစီခြင်းပါလေဗျ။ဘာလို့လဲကိုကိုရိုင်းကလည်းကြိုးစားစီခြင်းပါလေ။နော်။ကိုကိုရိုင်းကအီယိုအီယိုနဲ့နေနေမယ်ဆိုရင်တော့အဆင်မပြေဘူး။အဆင်မပြေဘူး။ဘာဖြစ်လို့အမြန်လန်းကအဲ့နှစ်ချောင်းနှစ်တို့ ိုင်း2ချောင်းနေတို့အခုအ3ဒီရှစ်တို့နော်ခဏခဏဖြစ်နေတာခဏခဏဖြစ်နေတာကအဲ့လုံကြုံကြီးတွေမရှိတော့လာနော်အခုဆိုပြည်သူလူထုကခီးသွားမယ်ဆိုကျွန်တော်တို့လိုစပီကာတွေသတင်းသမားတွေကိုမေးပြီလေမီဒီယာသမားတွေကိုအာသတင်းသွားရမှာဟိုဟိုလုံကြုံမှမလားအမြန်လမ်းပေါ်ကဘာညာဖြစ်ပြီဆိုရင်လေဟိုကအဲ့ဒါအဆင်မပြေတော့ဘူးလေအငါတို့လည်းအမြန်လမ်းပေါ်မှာရဲတွေထားတာပဲလို့ပါတော့အာမရဘူးမြောက်ဒီလမ်းကိုဒီ3 8 နော်38 39 320 321မိုင်ဆိုတာအဲ့ဒီဂျားထဲမှာဒီတရားရဲကြီးတရားတွေလည်းရှိတယ်ရဲကြီးတရားတွေလည်းရှိတယ်ဟုတ်ရှုတော်မျိုးစုံအောင်ဆိုရင်အခုလဘကတိုင်းဆိုရင်ဘယ်နေရာမှာဖြစ်နေလဲလဘကတိုင်းဆိုရင်မရေယာပဲပဲအများဆုံးဖြစ်တာပြင်ဦးလွေမအောင်မှာဘုကျုပ်စိုးမြတ်တို့ကိုယ်တိုင်နော်အောင်မီတို့အဲ့မှာတိုက်အောင်လို့ ਨੇ ပေါင်းပြီးချနေသေးတယ်ဒီဘက်မှာလဘကကဒီအခုမရေယာတို့ဘာတို့လောက်မှာပဲဖြစ်နေတယ်အခုမြင်းကြံတို့နှထိုးကြီးတို့တောင်သာတို့အခုမတယောက်တို့နော် အဲတချို့ရဲတွေလည်း KDB တွေပါရောသွားတတ်တယ်အရင်မူးကြီးရလဲ KDB တွေပါတော့သွားတတ်တယ်နော်အခုငါတယောက်တော့ပါလို့လုံသွားပြီလုံနေပြီဟိုမှာခြားတွဲနေပြီနော်ငါတယောက်ဆိုအမြဲတမ်းဟိုဟာဟိုဟာကျွန်တော်ဒီမှာအကုန်လုံးရှိတယ်ကျွန်တော်ဒါတွေအကုန်ဖတ်မပြချင်လို့နော်တရင်ပေးတဲ့လူကပေးနေတာနော်အဲ့တော့ကျတော့ဟိုကိုရင်ချင်းကိုတည်တည်ချင်ပါတယ်ဗျာနော်ဘာလို့လဲကိုရင်ချင်းကိုတည်တည်ချင်ရတာလဲလို့အဲ့လိုပြောလေဆိုလို့ရှိရင် ဲ့လို time ဟွာတွေပေါ့ကာသတာမူတွေဒီဟိုညကိုကြီးတွေဒုချုပ်ကြီးတွေကလည်းဒီလိုအမြန်လမ်းပေါ်တွေကိုဒီလိုအချင်းချင်းကာကာဖြစ်ပြီဆိုရင်ဖြစ်တင်တာဖြစ်တင်ဘူးလားဆိုတာတော့ဘောနစင်းသားတင်ပြီလို့ထင်တာပဲတော့ကျွန်တော်ကဒါကဘယ်သူမျက်နှာမှမကြည့်ဘူးเนาะဒါပြည်သူတွေအတွက်ကိုကျွန်တော်ကပြောတာเนาะအမြန်လမ်းဆိုတာကအဘာဦးတန်းချွေကြီးအကောင်းဆုံးစောက်တည်သွားတဲ့လမ်းပေါ်မှာရဲခင်းနေเนาะ စစ်တပ်တွေလာအမှလုံခြုံရေးတွေလာအမှချထားတဲ့တလန်းလုံးပေါ့နော်ဟိုးရန်ကုန်ကနေပြီးတော့မန္တလေးတီကိုအဲ့ဒီကြားထဲမှာမှအမြဲတမ်းလှုပ်ခံနေရတာကဒီနထိုးကြီးနဲ့ပြင်စီပေါ့နော်ဒီအခု3တိရှိဆိုရင်ဒီတစ်ချိန်ဟောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့နော်ဒါ3တိရှိ3တိကိုရှောင်းမပြောနဲ့3တိရှိ3တိကို320 320မိုင်အဲဆိုတာဒါကဒါနီးနီးလေးမှပဲရှိနေကြတာနော်ဒါနှစ်ချိန်နှစ်ခါမြောက်ဖြစ်သွားပြီနရွက်ကိုတရွေးဆိုတာမဟုတ်ဖင်လာလာကြိတ်တော့မှာဟုတ် เนาะငံလန်းနဲ့ပတ်သက်ပြီးတနေ့လေးတုံ့တက်ကြတာပေါ့ဗျာဝေဖန်တာတော့မဟုတ်ပါဘူးเนาะငံလန်းဆိုလို့ရှိရင်ဒါတတိယအကြိမ်ဒုတိယအကြိမ်အဲ့ဒီနေရာမှာဆိုတော့ဒုတိယအကြိမ်လို့ပဲပြောရမှာဗျာเนาะဒုတိယအကြိမ်လို့ပြောရမှာအဲ့တော့ဦးဇင်းတို့ဒုတိယအကြိမ်မှာတော့မှာเนาะအမင်းကဦးဇင်းတို့ကြားလိုက်ရတယ်ဦးဇင်းတကာပေါ့လို့ဦးဇင်းရဲ့ဒီဟိုပါပေါ့အေးစဒါကလည်းပြည်သူစိတ်လုံးနေတကာဦးဇင်းစီကိုလဲလာတာပေါ့เนาะစစ်သားအနေနဲ့ပြုစစ်လုပ်နေတယ်ဒါဥစဉ်စီကိုအလဲလာတဲ့အခါမှာလူဒီ နေရာဒါဥစဉ်71ခွဲလောက်ဟို71ခွဲလောက်မှာဖြစ်ပုံကြတယ်နော်71ခွဲလောက်မှာဖြစ်တယ်မိုင်တိုင်း120နဲ့မှာ6မိုင်နဲ့မှာ4ဖာလောက်လောက်မှာဖြစ်တယ်လူလာတော့မတမိုင်တော့မှဟိုရင်ရတဲ့ဒီပြောပြန်လှည့်သွားပြီဗျာတဲ့ဒီမှာတပြီတော့လည်းကလေးရောပါတော့မိမလည်းပါတော့လည်းရှေ့မှာတပြီတော့တို့လိုဖြစ်နေတယ်ဗျာတဲ့အာသိတူမှုဖြစ်နေတယ်တဲ့ဟုတ်လားဦးဇင်းတို့ရမ်းမင်းအကန့်လက်ကြီးလိုက်နေချင်မှာဒီကားသေးရမ်းမင်းရဲ့ကားသေးတွေကိုဖြစ်တယ်ဆိုတော့နည်းနည်းတော့ဦးဇင်းကထူးဆန်းနေတယ် ဒီဆက်မှာဘယ်အသီးမှန်းရှိနေမလားဘယ်အသီးမှန်းရှိနေမလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရလာပစ်တယ်ဆိုတော့အာလထွေးကြီးတန်းခွဲလို့ပဲပြောရမှာထင်တယ်ဒီနေရာနော်အဲ့တော့လက်ပြီးမှာအဲ့ဥစဉ်ခန်းခဏပြောလဲဖဲသီးတွေကိုဥစဉ်ကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးတွေကရုံမာတဲ့နေရာမှာရောပါရောရုံမာတဲ့နေရာမှာကန်းကောင်ရုံမာကြတာလို့ပဲ ဒီနိုင်ငံတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာလို့ဆိုတော့မသိတော့မတိတော့သူတို့တွေရဲ့သောတော့ဒါဥစ္စာပြောတော့ကောင်းတော့မဆက်ဆွရှင်ပါဘူးနော်အဲ့တော့ဒီရဲလက်ကလေးလည်းဒီကားတော့လာတဲ့ချိန်မှာတကားလေးကိုပြပြတယ်ဆိုတော့လည်းတော့ထူးဆန်းတော့ပဲအဲ့ဆစ်စီရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့အဲ့တော့ဥစ္စင်းတော့အမြန်တမ်းကိုဘာချိုးတော့ရေးချပါတယ်ဆက်မှာဘာအမြန်တမ်းကိုတက်လာတယ်အမြန်တမ်းကိုတော့နောက်ကနေရှင်းလင်းတယ်နောက်ကနေရှင်းတော့ပြီးသားမှကိုမှုန့်နေတာပဲရေးချတာ ရေးတာမပြေတာသာအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်ကိလကဲတူလဲပြီးတော့ပြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြေးတဲ့လေးကိုဓာထင်တဲ့กว่าလို့ပြောသွားတယ်အတူတူပဲဘလို့ဓာထင်တဲ့กว่าလို့ဒီလူတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲခီးအေးကြမ်းကြမ်းသွားခြင်းနဲ့ခီးသွားပြီလူတွေအတွက်ထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲအမှန်ပဲဘာမှဒါညင်းပဲလို့မရဘူးခင်ဗျားတို့ညင်းလို့မရဘူးနော်အဲ့တော့အမြန်လမ်းမှာရင်းကြောင်လို့လုံးပါလေဒီလိုက်ဆက်ဖြစ်နေဦးမှာပဲဦးစင်း ဒီအမြန်လမ်းမှာလူတော်လင်္ကာအဲ့ဖြစ်မဖြစ်ခင်လင်္ကာရဲ့လောက်ကပြန်လာတယ်။အဲ့အမြန်လမ်းမှာရှိတဲ့ဂိမ်းတွေကိုကြည့်တယ်။အချို့ရဲဘော်လေးတွေဂိမ်းဆော့နေတယ်။လမ်းမမှာထိုင်ပြီးမှအဂိမ်းရှိမှာထိုင်ပြီးမှဂိမ်းဆော့နေတယ်။ဒါတချို့မေးကြည့်ပါဦးစင်းရဒီကောက်မှာပါလို့ရှိဒီအမြန်လမ်းမှာပါလို့ရှိစားစရာပါတယ်။တခါလေလူတော်ချက်ကြော်လေးတွေချက်ကွာလေးတွေစားစရာလေးတွေပါတယ်မုန်းပါတယ်။ခါလေအဲ့လိုဦးစင်းဂိမ်းတွေမှာခြားခြားကြီးကြီးပေးတယ်။တခါလေတချို့ရဲဘော်တွေဂိမ်းဆော့မပြတ်ဘူးရှိပါ။ဂိမ်းဆော့မပြတ်ဘူး။ ်ဆော့ကျင်လဲအတွင်းထဲမှာဆိုတော့အထဲထဲမှာအပြင်ဘက်မှာဂိမ်းဆော့နေလို့အဲ့ဖြတ်သွားဖြတ်လာတဲ့အချိန်မှာကအကုန်လုံးရှိတယ် PDF ထောက်ခံနေတဲ့သူရှိတယ်တချို့ PDF တွေလည်းရှိရှိပဲတချို့ဒီဘိတ်တွေအများကြီးရှိမှာဗျာဟောဒီကလည်းဒီဆက်ဆက်မလိုပါဘူးလေငါတို့ဝင်ရတဲ့ဂိမ်းဆိုင်ဆော့နေဂိမ်းမဆော့နေကြတာဆိုတာမျိုးနဲ့အဲ့တော့ဦးစင်းကတော့တပြအကြံပေးချင်တာပေါ့နော်ဦးစင်းကဘာမှတော့မဟုတ်ပါဘူးဦးစင်းတို့ဘာလို့အကြံပေးချင်တာလဲဆိုရင်နေပြည်တော်မှာသူလို့ရှိရင်200တုံးပိုင်အောင်စီ ဆရာတော်ဆိုတာရှိတယ်အောက်စေကျောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှလှူဒါန်းมาတယ်ဆိုတော့မင်းကမဟုတ်ကြီးကြီးနဲ့ကျောင်းလက်ရှိအဲ့ဒီကျောင်းထဲမှာပြည်သူစစ်တင်တန်းတွေဖွင့်နေလူတို့မကြသေးလို့ထက်ကမကြသေးလို့ကကကြီးကမကြသေးလို့လို့ဦးစင်းတို့ကတော့လူတို့ကပြောတာပေါ့နော်အင်အား350လောက်ရှိတယ်အင်အား350လောက်ရှိဒီအဲ့အင်အား350လောက်မှာစစ်သားဟောင်းကြီးတွေပါတယ်စစ်သားငယ်ရွယ်တဲ့လူတွေပါတယ်ဟောင်းကြီးဆိုတာကတို့တော့ဂျင်းစားတွေပါတယ်ဂျင်းစားတွေပါတယ် အဲ့လိုအများလမ်းမှာဘလူးပြူးစေရ190လောက်ရှိတယ်190ကိုငယ်ပဲတဲ့တကယ်စိတ်ဓာတ်ရှိလားတကယ်ခိုင်ယူချက်ရှိလားဆိုရွေးချယ်ပြီးမှเนาะရွေးချယ်ပြီးမှလုံးမဆိုရင်တော့ဗျာအဲ့မှာဦးဇင်းတို့စစ်သားဟောင်းဝဲဘူကြီးပဲညီညီအောင်ဆိုပြီးမှเนาะတခါကြီးညီညီအောင်ဆိုပြီးမှလူကရန်ကုန်ကရန်ကုန်ကနေတူ တတင်းလာတဲ့အတိုင်းမှာလည်းသူတိုက်ပွဲမြောက်မှာဆိုတော့ဒီသူနေအင်းသားယူပြီးမှဒီမျိုးစစ်ဖွဲ့ပြီးမှတိုက်ခဲ့တာတွေအများကြီးပဲလုဆောင်ခဲ့တာတွေအများကြီးပဲသူလက်လက်တွေရခဲ့တာလည်းအများကြီးပဲနော်အခုအောင်စင်ဆရာတော်ဒီမှာသူရောက်နေတယ်တခါညီအောင်ဒီကလေးကိုသူတင်တန်းပို့ချတယ်တင်တန်းပေးနေတယ်အောင်စင်ဆရာတော်ကနေမှလာမလို့ငါ့ကိုလူစုပေးငါ့ကိုလူခေါ်ပေးဒလလလုံးငါလို့လုံးမယ်ဆိုတော့ရွေချက်နေပါပေါ့နော်ဒါပေမဲ့သူတို့မကြတယ်အဲ့တော့ဦးစင်းပြောချင်တာကလူကြီးအနေနဲ့ဒီဟာကိုပြန်ကြည့်ပြတာနေပြီးတော့တိုက်မှုကြီးလည်းပြီးပါတယ် နေပြီးတော့တိုင်းမူရီတော်မှာဆန်အိတ်20လားပါတော့လူတွေလို့ဥစဉ်တော့ကြားတိရတယ်ဝမ်းမြောက်ပါတယ်ထောက်ပံ့ပေးရတယ်နော်အဲ့တော့သူတို့ကိုကြောက်အောင်လို့သူတို့ကိုတရားဝင်ဖြစ်အောင်လုပ်ပြီးမှဒီအမြန်လိုင်းကြီးမှာချစ်တိမိမိအမြန်တမ်းကိပတ်လက်နေရင်နထိုးကြီးဆိုတဲ့နေရာကတော့နောက်လေလာအောင်မှာလေးလေးလိုလာအောင်မှာအဲ့တော့နထိုးကြီးတို့နေရာမျိုးမှာခုခဏ၄၅၀ရဲ့၅၅ရဲ့အတွင်းတော့ဒီကောင်တွေတက်လာမှာမို့မလာဘူးဒီကောင်တွေမေးလောက်ပြီးချိန်မှတက်လာမှာအဲ့လိုနေရာမျိုးမှာပြည်သူစစ်နဲ့ခေါင်းခေါင်းတွဲထားပြီးမှ စစ်သားတွေအဲဆိုချိုးတဲ့ခြေတန်းမှာရောက်ရှိနေတာအများကြီးရှိတယ်။အဲ့တော့ခံယူချက်ရှိရမယ်။တိုင်းပြည်ကိုအမှန်တကယ်ချိရမယ်။အဲ့လိုလူတွေကိုရွေးချယ်ပြီးမှဒီလိုလက်ထိုးကြီးလိုနေရာမျိုးမှာထားနောက်တစ်ချက်ကဦးဇင်းတို့ဒီလောက်ခစ်ပြင်ရည်တိုးတက်နေတဲ့အချိန်ကာလကြီးမှာဒုံးတွေမရှိဘူးလား။ကိန်းတော်ဒုံးတွေမရှိဘူးလား။ကိန်းတော်ဒုံးတွေမထားဘူးလား။ဒါလည်းတစ်ချက်။နော်။ကိန်းတော်ဒုံးတွေထားရမယ်။ကိန်းတော်ဒုံးတွေမလုံးတတ်ဘူးလား။မလုံးလိုက်လို့ရှိရင်ကိန်းတော်တွေရှိပါကြ။အများကြီးလှုပ်ရှားနေရတာဟုတ်လား။ အဲ့လိုလှုပ်ရှားကိန်းတော်လို့တင်တန်းနေပါတယ်တင်တန်းနေပါကိလေလက်ပြီးမှထားဘူးဒီထားတွေကိုဒီနေ့တော့တနေ့တစ်ချိန်ပဲဖြစ်ဖြစ်တနေ့နှစ်ချိန်ပဲနှစ်ချိန်ပဲဖြစ်ဖြစ်အများကအကင်းတော်တုံးနဲ့ကြည်နေရင်အစမပြေဘူးလားဘယ်လိုလဲရှိတယ်ဗျနော်ရှိတယ်အဲ့လိုလေထားလိုက်လို့ရှားတာနှစ်လအတွင်းမှာပြန်ဖြစ်လာတော့နှစ်လအတွင်းမှာအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာတော့ခလောက်တော့ဘောပေါ့ဘောပေါ့နော်ဘောပေါ့ တက်ပြီးမြန်လန်းပါကြီးကိုပြစ်ပြီးပဲပြစ်ပြီးတက်ပြီးပဲပြစ်ပြီးမြန်လန်းပါကြီးကိုရောက်ပြီးပဲမြန်လန်းပါဘောဒီကောင်းနေတက်လာတယ်အเจ้าကိုမရှိဘူးတက်လာပြီးဆိုကြရရကိုအသုံးမကျလို့လို့ဦးသံတော်တုံးတက်ချင်တယ်ဗျာနော်အသုံးမကျလို့ကိုတုံးတက်ချင်တယ်နော်အတူတူတွေရဲ့အတင်ရဲလာတာဗျာအားအားနေချက်ကစောစောဦးသံပြောတယ်လို့ပဲဖုံးထိုင်တုံးတွေရဲ့စူးစမ်းမှုမရှိဘူးလိမ့်လာမှုမရှိဘူးဘလို့အနေထားမရှိဘူးဘလို့လို့မရှိဘူးမရှိဘူးဘိပတ်ဝင်ရှင်တွေပေါအောင်မှမတည်ဘူးကိန်းတော်တော်တော်အင်ဖော်မာထားမှမတည်ဘူးတို့တို့တွေရဲ့ မတိကြအောင်ဆိုမယ်ဘေးလေးဆိုမထိုင်နေမယ်နေခဲ့ဆဲထဲမှာလောင်းနေမယ်ဒါပဲတိကြအောင်အပြစ်ပြောတာမဟုတ်ပါဘူးဥစဉ်လက်ကိုတွေ့မယုံမရှိနဲ့ဆိုလို့ဟုတ်လားမျက်မြင်ကိုတွေ့ဟိုကြောင့်ဥစဉ်တော့ပြောလိမ့်ချင်းဖြစ်တယ်နော်အဲ့တော့ဥစဉ်တို့နေပြီးတော့နေရတော့မယ်ဥစဉ်ကြောင့်ပြီးသစ်တည်ရှိတယ်တန်းတန်းလေးဖွင့်နေတယ်နော်အဲ့တော့တရားဝင်ဖြစ်အောင်တရားဝင်မှဖြစ်မလို့တနေ့နေ့ဖွင့်နေတရားဝင်မှဖွင့်မှုဆိုလည်းဖြတ်သိပ်ပြလိုက်ပေါ့ဗျာတကယ်လို့မှတရားဝင်လုပ်ပြီမှဆိုလည်းထိထိရောက်ရောက်လုပ်ပြီးမှအမြန်တမ်းမှယူရမှာ ကင်းလေတာရှိမယ်ကင်းပိုက်တာရှိမယ်ဆောက်ရတာရှိမယ်တကယ်လူရဲကံရဲလူတွေကိုရွေးချယ်ပြီးမှထားတယ်လေလို့ဦးစင်းကတော့အကြံပြုခြင်းပါလေဗျာနော်ရဲရဲပတ္တာစရဲပြည်သူစီရဲတော့ဦးရည်ညွတ်နေတဲ့ပေါင်းပြီးမှလုပ်မယ်ဆိုရင်တော့မြန်လမ်းပါကြီးမှာတွာလာနေတဲ့ပြည်သူတွေလည်းစိတ်ချမ်းသာကိုယ်ကြီးကြမ်းမာခြင်းများစွာဖြင့်တွာလာလှူရှားနိုင်ပြီးနိုင်ငံတော်နတ်သက်ကလူကြီးမင်းများပေါ်ကိုလည်းပုံပြီးမှယုံကြည်မှုတွေရှိလာမယ်လို့ဦးစင်းကတုံ့တက်ခြင်းပါလေ